ံယုတ်တနိကေ58တေအမ္ပပါဠိဝတ်30ဘိက္ခုရူပတယတုအရှေအာနနာတိနနဲ့ချင်းသင်္ကန်းကိုပြင်ဝေး၍တပိတ်သင်္ကန်းကိုယူဆောင်တရေယဟန်မာတို့ဤကျောင်းတကျောင်းသို့ချင်းကပ်ပြီးလျင်ခင်းထားသောနေရာ၌ထိုင်နေ၏ထိုအခါများစွာသောယဟန်မာတို့သည် အရှင်အာနန္ဒာထံသို့ချင့်ကပ်ကုန်၍အရှင်အာနန္ဒာကို ရှ िख ိုးလျက်တခုသောနေရာ၌ထိုင်နေကုန်ပြီးသောဤစကားကိုရှောက်ထားကုန်၏အရှင်ဘုရားအာနန္ဒာဤသာသနာတော်ဝေတတိပဌံ၄ပါးတို့၌စိတ်ကိုကောင်းစွာတည်စေ၍နေကုန်သောယဟမများစွာတို့သည်ရှေ့တရားထုထက်မြတ်သောနောက်တရားထုကို ကောင်းစွာတိပါကုန်ဤဟုရှောက်ကုန်၏နှမတို့ဤစကားသည်ဤအတိုင်းမှန်၏နှမတို့ဤစကားသည်ဤအတိုင်းမှန်၏တူဦးဦးသောယဟန်သည်၎င်းယဟန်မသည်၎င်းတတိပဒံ၄ပါးတို့၌စိတ်ကို ကောင်းစွာတည်စေ၍နေခဲ့မူထိုသူသည် ရှေ့တရားထူးတဲ့မြတ်သောနောက်တရားထူးကို ကောင်းစွာသိလိမ့်မည်ဟုသော ဤအကြောင်းကို မချွတ်ရလိမ့်မည်ဟု မျော်လင့်အပ်ဤဟု မိန်တော်မူ၏ထို့နောက်အရှင်အနန္ဒာသည် ထိုယဟန်မတို့အားတရားစကားဖြင့်အကျိုးစီးပွားကို ပြလျက်တရားကိုစောင့်တည်စေကာတရားကျင့်သုံးရန်ထက်တန်ရှင်လန်းစေတော်မူပြီးလျှင် နေရာမထကဖဲသွားလေ၏ ထို့နောက်အရှင်အနန္ဒာသည်တာဝိထိပြည်၌စွန့်ခံလှဲ့လေ၍စွန်စားပြီးနောက်စွန်စားပြီးရာအရက်မှဖဲခွာပြီးတော့မြတ်စွာဘုရားထံသို့ချင့်ကပ်၍မြတ်စွာဘုရားကို ရှ िख ိုးပြီးလျှင် တခုသောနေရာ၌ထိုင်နေ၏တခုသောနေရာ၌ထိုင်နေပြီးတော့မြတ်စွာဘုရားအားဤစကားကိုရှောက်၏အရှင်ဘုရားအကျွန်ုပ်သည် ဤသို့ရှောက်ကုန်သောထိုယဟန်မတို့အားနှမတို့ဤစကားသည်ဤအတိုင်းမှန်၏ဤစကားသည်ဤအတိုင်းမှန်၏တူသောယဟန်သည်၎င်းယဟန်မသည်၎င်းတတိပဋ္ဌံ၄ပါးတို့၌စိတ်ကိုကောင်းစွာတည်စေ၍နေခဲ့မူထိုသူသည် ရှေ့တရားထုထက်မြတ်သော နောက်တရားထုကို ကောင်းစွာသိလိမ့်မည်ဟုသောဤအကြောင်းကို မချော့ရလိမ့်မည်ဟု မျော်လင့်အပ်ပေ၏ဟု၍ပြောလိုက်ပါ၏ဟုရှောက်၏အာနန္ဒာဤစကားသည်ဤအတိုင်းမှန်၏အာနန္ဒာဤစကားသည်ဤအတိုင်းမှန်၏အဘယ်လေးပါတို့ဤဟုမူအာနန္ဒာဤသာသနာတော်၌ယဟန်သည် ပြင်းစွာအာထုတ်သော လုံလရှိသည်ဖြစ်၍စင်ကျင်ညာတမစင်အောင့်မေ့မှု တတိရှိသည်ဖြစ်၍လောက၌အဘိဇာဒေါမနတကိုပယ်ဖြောက်လျက်ရုပ်အပေါင်း၌ရုပ်အပေါင်းကိုအကျဉ်းချင်းရှုလေရှိသည်ဖြစ်၍နေ၏ရုပ်အပေါင်း၌ရုပ်အပေါင်းကိုအကျဉ်းချင်းရှုလေရှိသည်ဖြစ်၍နေသော ထိုယဟန်အားရုပ်အပေါင်းတွင်အာယုန်ရှိသည်ဖြစ်၍ကို၌ကိလေသာ ပူပန်ခြင်းသည်၎င်း စိတ်ဤတွန့်ဆုတ်စုံနှင့်ချင်းသည်၎င်းဖြစ်ဤပြန်ပနိုင်မူလဲစိတ်သည်ပြန့်လွင်ဤအာနန္ဒထိုယဟန်သည်ကြီးညိုပွဲဖြစ်သောတစုံတစ်ခုသောအာယုန်၌စိတ်ကိုထားအဲ့ဤထိုသို့စိတ်ထားသောယဟန်အားဝမ်းမြောက်ခြင်းသည်ဖြစ်ဤဝမ်းမြောက်သောယဟန်အားနှစ်သိမ့်မှုပီတိဖြစ်ဤ နှစ်သိမ့်သောစိတ်ရှိသောယဟန်ဤကိုသည်ငြိမ်းချမ်းဤကိုငြိမ်းချမ်းသောယဟန်သည် ချမ်းသာကိုခံစား၏ချမ်းသာသောယဟန်ဤစိတ်သည်တည်ကြည်ထိုတည်ကြည်သောယဟန်သည်အကျဉ်အကျိုးငါငါသည်စင်စစ်စိတ်ကိုထား၏ငါအားထိုအကျိုးသည်ပြည့်ပြည့်စုံပြီးယခု ကြီးညိုပွဲအာယုံမှစိတ်ကိုရုတ်သိမ်းတော့အံ့ဟု ဤသို့စင်ခြင်း၏ထိုယဟန်သည်တိညိုပွဲအာယုံမှစိတ်ကိုရုပ်လဲရုပ်သိမ်း၏ကြံလဲမကြံစီတုံးလဲမတုံးသက်ငါသည်မကြံစီမတုံးသက်ဣဇဒတန္တနိုင်တတိရှိသည်ဖြစ်၍ချမ်းသာ၏ဟုတည်အာနန္ဒနောက်တစ်မျိုးကယဟန်သည် ဝေဒနာတို့၌စိတ်၌သဘောတရားတို့၌သဘောတရားတို့ကို အကြိမ်ကြိမ်ရှုလေ့ရှိသည်ဖြစ်၍နေ၏ဤသို့နေသောထိုယဟန်အားသဘောတရားတို့လျင်အာယုန်ရှိသည်ဖြစ်၍ကို၌ပူပန်ခြင်းသည်၎င်းစိတ်ဤတွန့်တိုဆုံနှင့်ခြင်းသည်၎င်းဖြစ်၏အပ၌မူလဲစိတ်သည်ပြန့်လွယ်၏အာနန္ဒာထိုယဟန်သည်ကြီးညိုပွဲဖြစ်သောတစုံတစ်ခုသောအာယုန်၌စိတ်ကိုထားအပ်၏ ထိုစိတ်ကိုထားသောယဟန်အားဝမ်းမြောက်ခြင်းသည်ဖြစ်၏ဝမ်းမြောက်သောယဟန်အားနှစ်သိမ့်မှုပီတိဖြစ်၏နှစ်သိမ့်သောစိတ်ရှိသောယဟန်၏ကိုသည်ငြိမ်းချမ်း၏ကိုငြိမ်းချမ်းသောယဟန်သည် ချမ်းသာကိုခံစား၏ချမ်းသာသောယဟန်၏စိတ်သည်တည်ကြည်၏ထိုတည်ကြည်သောယဟန်သည်အကျင့်အကျိုးငါငါသည် စင်စစ်စိတ်ကိုထား၏ ငါအားထိုကြိုးသည်ပြည့်ပြည့်စုံပြီယခုជីညိုပွဲအယုံမှစိတ်ကိုရုတ်သိမ်းတော့အံ့ဟုဤသို့ဆင်ခြင်း၏ထိုယဟန်သည်ជីညိုပွဲအယုံမှစိတ်ကိုရုတ်လဲရုတ်သိမ်း၏ကြံလဲမကြံစီတုံးလဲမတုံးသက်ငါသည်မကြံစီမတုံးသက်ဣဇ္ဇဒတန္တ၌တတိရှိသည်ဖြစ်၍ချမ်းသာ၏ဟုတည်၏ အာနန္ဒာဤသို့လျင်စိတ်ကိုထား၍ပွားများခြင်းဖြစ်၏အာနန္ဒာအဘယ်သို့လျင်စိတ်ကိုမထားမူ၍ပွားများခြင်းဖြစ်သနည်းအာနန္ဒာယဟန်သည် ပြင်ပအာယုန်၌စိတ်ကိုမထားမူ၍ငါဤစိတ်ကို ပြင်ပအာယုန်၌မထားဟုသိ၏ထို့နောက်ငါဤစိတ်သည် နောက်၌၎င်းရှေး၌၎င်းမကြုတ်လွတ်၏ မတောင်းတဟုသိ၏ထို့ပြင်လည်းငါသည် ပြင်းစွာအထုတ်သော လုံလရှိသည်ဖြစ်၍စင်ကျင်ဉဏ်တမန်စဉ်အောက်မေ့မှုတတိရှိသည်ဖြစ်၍ရုပ်အပေါင်း၌ရုပ်အပေါင်းကို ဝေဒနာတို့၌ဝေဒနာတို့ကိုစိတ်၌စိတ်ကို သဘောတရားတို့၌သဘောတရားတို့ကိုအကျဉ်းချင်းရှုလေရှိသည်ဖြစ်၍နေ၏ချမ်းသာဤဟုသိ၏ အာနန္ဒာဤတို့လျင်စိတ်ကိုမထားမှု၍ပွားများခြင်းဖြစ်၏အာနန္ဒာဤတို့လျင်စိတ်ကိုထား၍ပွားများခြင်းကိုလည်းငါဟောအပ်ပြီးစိတ်ကိုမထားမှု၍ပွားများခြင်းကိုလည်းငါဟောအပ်ပြီးအာနန္ဒာတပည့်တာဝကတို့၏စီးပွားကိုလိုလားသော အစဉ်တနာတတ်သောတင်တို့เสียငါသည် အစင်တနာသည်ဖြစ်၍တင်တို့အတွက်ပြုတင်ပြုတိုက်သည်ကိုပြုအပ်ပြီးအာနန္ဒာဤသည်တို့ကတစ်ပင်ရင်းတို့သည်ဤသည်တို့ကစိတ်ငြိမ်ရာအရက်တို့သည်အာနန္ဒာရှုကြကုန်တော့မမေ့လျော့ကုန်လင်နောက်၌နှလုံးမตาရာမဖြစ်ကြကုန်နှင့်ဤသည်ကတင်တို့အားငါတို့ဤအစုံအမဘေဒီဟု မိန်တော်မူ၏အရှင်အာနန္ဒာသည်မြတ်စွာဘုရားဟောတော်မူသောတရားတော်ကိုလွန်စွာနှစ်သက်ဝမ်းမြောက်လေ၏